မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူကစိတ်ဝင်စားစရာကျမ်းစာအပိုင်းတစ်ခုကို လေ့လာကြမှာပါသမတ်တကျမ်းတဲ့ကတတလုံးနဲ့ဩဝါရာစာပထမဆုံးအခန်းကြီး၄ပေါ့အဲဒီအတွက်အချက်လက်တွေကိုတော့ The Wise Believers ကပြင်ဆင်ပေးထားတဲ့မတ်စုတွေသုံးသက်ချက်တွေကိုအခြေခံပြီးပြောသွားမှာပါဟုတ်ကဲ့ခင်ဗျာဒီအခန်းကြီး၄မှာလေအထူးကြည့်ရမှာကယုံကြည်သူတွေတန့်ရှင်းတဲ့အသက်တာနဲ့ဘလို့အသက်ရှင်မလဲဆိုတဲ့လက်တွေ့လမ်းညွှန်ချက်တွေပေါ့ပြီးတော့อืม နောက်အရန်ရေးကြည့်တဲ့အပိုင်းတစ်ခုကတည်လွန်သွားတဲ့ယုံကြည်သူတွေအတွက်မျိုးလင့်ချက်ပေါ့။သခင်ယေရှုပြန်ကြွလာခြင်းနဲ့ပတ်သက်တာမျိုး။မှန်ပါတယ်။ဆိုတော့ဒီတွင်တင်ချက်တွေကဘာလဲဘလို့ချိတ်ဆက်နေလဲဆိုတာနားလည်ဖို့အကျိုးသူဆွေးနွေးကြည့်ကြတာပေါ့နော်။ဟုတ်ကဲ့။ဒီအခန်းလေးကလေတမိုင်းနောက်ခံရကြည့်ရင်ထတ်တလောနေအတန်းတော်တတကယ်ကိုအရေးပါခဲ့တယ်။ဘာလို့လဲဆိုတော့သူတို့ရင်ဆိုင်နေရတဲ့အဲတိကျတဲ့စိုးရိမ်မှုတွေမိကုန်းတွေကိုရှင်ပေါ်လူကတိုက်ရိုက်ဖြေရှင်းပေးဟာလို့ပဲ။အော်ဟုတ်ကဲ့။ အထူးသဖြင့်ဟောကွယ်လွန်သွားတဲ့သူတို့ရဲ့ချီရတဲ့သူတွေတော့ပေါ့ခရစ်တော်ပြန်ကြွလာတဲ့အခါသူတို့ဘလို့ဖြစ်မလဲဆိုတာမသိချာတာမျိုးအဲဒါကြောင့်ဝမ်းနည်းနေကြတာမျိုးရှိခဲ့ပုံရတယ်။အင်းအဲ့ဒါကိုဖြည့်ရှင်းပေးရတဲ့ရှင်ပေါလုကခိုင်မာတဲ့မျော်လင့်ချက်ကိုပေးနေတာပါ။စိတ်ဝင်စားစရာပဲเนาะ။ကောင်းပြီဒါဆို ပထမပိုင်းကိုစကြည့်ကြအောင်။ ရှင်ပါလုကအခန်းလေးအစမှာပဲယုံကြည်သူတွေကိုဖျားသခင်ကိုပို့ပြီးနှစ်သက်ဆယ်ဖို့တိုက်တွန်းတယ်။သူတို့လက်ရှိအသက်ရှင်နေတာထက်ပို့ပြီးရောပေါ့။ဖြောင်းမစွာရှောင်းလောင်းဖို့ပြောတယ်။အဓိကတစ်ချက်ကဖျားရဲ့အလိုတော်ဟာကျတို့ရဲ့တန်ရှိစင်ကြယ်ခြင်းဖြစ်တယ်ဆိုတာပဲ။ဟုတ်ပါတယ် sanctification ပေါ့။ဟုတ်ကဲ့။ဒီစကလုံးကနည်းနည်းတော့လေးနဲ့တယ်နော်။ဆိုတော့လက်တွေ့မှာပါကိုဆိုတော့လဲ the wise believers ရဲ့ message တွေကတော့ဘလို့ရှင်းပြထားပါတယ်ဟုတ်ကဲ့ဒီ တန်ရှင်းစင်ကြဲခြင်းဆိုတာကိုရှင်ပေါ်လူကအတော်လေးလက်တွေ့ကြကြရှင်းပြတော်တာတွေ့ရတယ်။ဆိုလိုတာကဒါကကောင်းကင်ရောက်မှဖြစ်မဲ့ကိစ္စကြီးမဟုတ်ဘူး။အဲဒီမေကြီးဘောကနေစင်အတ္တတန်နဲ့တိုက်ရိုက်ဆိုင်နေတယ်ဆိုတာထင်ရှားတယ်။သူပေးတဲ့တိကျတဲ့ညွန်ကြားချက်တွေထဲမှာ the wise believers ကအဓိကသုံးချက်ကိုအလေးဖိထားတာတွေ့ရတယ်။ဟုတ်ကဲ့။ဘာတွေများလဲရှင်။ပထမတစ်ခုကတော့လိမ်မင်းဆိုင်ရအကျင့်ဖြစ်မှု မတရားမိထုံကိုရှောင်ကျင်ဖို့ပဲဒါက အဲ့ဒီခက်ကဂရိယောမယင်ချင်းမှုပတ်ဝန်းကျင်မှာအရန်ကိုပြန့်နေတဲ့အရာကိုဟွန်းပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုပေါ့ဟုတ်တယ်ဒါကြောင့်အထူးတတိပေးရတာဒုတိယအချက်ကတူဦးချင်းစီကကိုယ့်ရဲ့ကိုခန္ဓာကိုတန်ရှင်းခြင်းနဲ့ဂုံအတည်းရရှိစွာထိန်းချုပ်ဖို့ကိုယ့်ရဲ့ကိုယ်ပိုင်အိုးကိုတန်ရှင်းခြင်းနဲ့ဂုံအတည်းနဲ့ပိုင်ဆိုင်ဖို့ထိန်းချုပ်ဖို့ပြောတာအော်ကိုကိုကိုတမောထားဖို့ဆိုလိုတာလားအဲ့ဒီသဘောလဲပါတဲ့ ပြီးတော့ဖျားတခင်ကိုမတီးတဲ့ပောင်ဝင်းကျင်ကလူတွေရဲ့တမတ်မှုနှောင်းကိုလိုက်တာမျိုးနဲ့စန့်ကျင်မဖြစ်ရမယ်ဆိုတာကိုဆိုလိုတာတတိယအချက်ကကဒီကိစ္စတွေမှာညီကိုမုံတမအချင်းချင်းကိုမလိန်လဲဖို့မဖြက်စီးဖို့မကြောလွန်ဖို့ပေါ့အချင်းချင်းအပေါ်မှာပေါ့နော်ဟုတ်ကဲ့အချင်းချင်းအပေါ်မှာဒီနေရာမှာ the wise believers ကထောက်ပြတဲ့စိတ်ဝင်စားတဲ့အချက်တခုကပါလဲဆိုတော့ကိုပိုင်ကိုချင်းတရားတန့်ရှင်းမှုကလည်းအတိုင်းအဝိုင်းရဲ့ကျင့်ဝတ်နဲ့ direct ဆက်ဆံနေတယ်ဆိုတာပဲ။ ါလီယာစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်တယောက်ရဲ့လုံရက်ကအဖွဲစီတစ်ခုလုံးရဲ့ဂုံတိခါကိုတက်တီခံခြင်းကိုထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်ကိုရှင်ဘောလူကတွဲဝိုက်ပြီးတော့ပြောနေတယ်လို့ပဲဒါဆိုတန့်ရှင်းခြင်းဆိုတာတခုကြီးကိစ္စတသက်မဟုတ်တော့ဘူးပေါ့အများနဲ့ဆိုင်သွားပြီဒါပေါ်အတိုင်းဝိုင်းရဲ့ဂျာမန်ရေးနဲ့လည်းဆက်ဆံနေတာပေါ့ဟိုအကြောင်းပြောပြီးတော့လေရှင်ဘောလူကအတိုင်းဝိုင်းအတွင်းကဆက်ဆံရေးကိုဆက်ပြီးအလေးပေးတာတွေ့ရတယ်နော်ဟုတ်ပါတယ် သူကယုံကြည်သူတွေဟာအချင်းချင်းချစ်ဖို့ဖယားတခင်ကိုယ်တိုင်ကတင်ပေးထားပြီးသားဆိုတာကိုအတိအမှတ်ပြည့်တယ်။ဒါပေမဲ့စိတ်ဝင်စားစရာကသူတို့ဒီယာမှာကောင်းနေပေမဲ့လည်းဒီချက်မကပို၍ကြွယ်ဝပြည့်စုံစေကြလော့လို့တိုက်တွန်းခါပြန်တယ်။ဒီအချက်နဲ့ပတ်သက်ပြီးဗာမားထပ်ဆွေးနွေးချင်ပါတယ်ရှင်။အဲ့ဒီအချက်ကလည်းတိတ်လာပါတယ်။ရှင်ပေါလို့ကသူတို့ရဲ့အာသာချက်ကိုအတိအမှတ်ပြုပေးတယ်။တစ်ချိန်တည်းမှာပဲအဲရောင်းရမနေပဲဆက်ပြီးတော့ကဲဖို့အားပေးနေလား။อืมရမနေဖို့ပါ။ မှန်ပါတယ်ချစ်ချစ်မေတ္တာဆိုတာကခံစားချက်တက်တက်မဟုတ်ဘူးလေလက်တွေ့လှုပ်ဆောင်မှုတွေနဲ့ပြဖို့လိုတယ်ဆိုတာကိုသူကဆက်ပြီးရှင်းပြခြင်းပုံရတယ်အဲ့ဒီလက်တွေ့လှုပ်ဆောင်ချက်တွေအနေနဲ့တိကျတဲ့တိုက်တွန်းချက်၃ခုကိုပေးထားပြန်ရောဟုတ်ကဲ့ဘာတွေလဲပရမတ်တစ်ခုကငြိမ်သက်စွာနေထိုင်ဖို့ကြိုးစားအားထုတ်ကြပေါ့ strive to live quietly ပေါ့အော်ငြိမ်ငြိမ်သက်သက်နေဖို့ကြိုးစားရမယ်ဟုတ်ဒုတိယကကိုယ်ကိစ္စကိုကိုယ်ဂရုစိုက်ဖို့ mind your own business ကိုလုတ်ကိုလုတ်ဆိုတဲ့သဘောလားအဲ့ဒီသဘောမျိုးတတိယကကိုလက်နဲ့အလုပ်လုပ်ဖို့ work with your own hands ကိုရိုင်းလုတ်ကိုင်စားတာဖို့ဘူးဟွန်းဒီအချက်တွေကဘာကြောင့်အရေးကြီးတာလဲရှင်ဒီညွန်ကြားချက်တွေကအဲ့ဒီချိန်နဲ့ဆက်ဆက်နေနိုင်တယ် the wise believers ရဲ့တုံးသက်ချက်ရာဆိုရင်ပေါ်လေတချို့ယုံကြည်သူတွေကသခင်မြားမကြခင်ပြန်လာတော့မယ်ဆိုတဲ့တွေးနေ။အဲနေ့စဉ်လုပ်ငန်းဆောင်တာတွေကိုလစ်လူရှုတာမျိုးရှိကုန်ရှိနိုင်နေ။အော်အလုံးမလုံးပဲစောင့်နေတာမျိုးလားဖိနိုင်ပါတယ်ဒါကြောင့်ရှင်ပေါလုကဒီလိုအလုံးလုံးချင်းရည်ရည်ရဲ့ချက်နှစ်ခုကိုပါထည့်ပြောထားတယ်တစ်ခုကအသင်းတော်အပြင်ဘက်ကလူတွေမယုံကြည်သူတွေပေါ့သူတို့ရဲ့လေးစားမှုကိုရရှိဖို့ walk properly before outsiders ဟုတ်ကဲ့ အပြေလူရှေ့မှာအသေးရေရှိဖို့ဟုတ်တယ်နောက်တစ်ခါကသူတပားကိုမိခိုအားထားစရာမလိုပဲကိုခြေတော့ပေါ်ကိုယက်တည်နိုင်ဖို့ be dependent on no one ကိုအားကိုကိုဖို့ပေါ့ဒါပေါ့ the wise believers ကတုံးသက်တယ်လို့ပဲဒီအချက်ကယုံကြည်ခြင်းနဲ့နေ့စဉ်လက်တွေ့ဘဝကြားကဆက်ဆက်မှုကိုအယံမိမောင်းထိုးပြနေတယ် ယူတားစွာလို့လို့တာကိုတားဝိုင်ကိုယူတာဒါရီယာယုံကြည်ဒုတယောက်ရဲ့တသက်ခန့်ကြီးရဲ့စိတ်ပိုင်းဖြစ်တယ်လို့အတိုင်းဝိုင်းတစ်ခုလုံးရဲ့တမတီ integrity ကိုလည်းတိဆောက်ရရောက်တယ်လို့ဆိုပါတယ်မှန်လိုက်တာဝိညာဉ်ရေးရရင့်ကျက်မှုရဲ့လက်တွေ့ကျရဲ့တယုတ်တခန့်တစ်ခုပဲနော်ဟုတ်ကဲ့ကိုပိုင်တန်းရှင်းမှုအချင်းချင်းချစ်ချင်းပြီးယူတားစွာလုံးလုံးပြီးတာဝန်ယူမှုရှိချင်းဒါလေးအလုံးဟန်ချက်ညီဖူလို့ရပါဘော ကဲအခုဆိုရင်ကျမတို့ဒီအခန်းရဲ့နောက်ထပ်အဓိကအကြောင်းအရာကြီးတစ်ခုစီကူးရအောင်ဒါကအစမှပြောခဲ့သလိုပဲတတလောနဲ့ယုံကြည်သူတွေရဲ့တိကျတဲ့စိုးရင်ဖူပန်မှုတစ်ခုကိုဖြေရှင်းတဲ့အပိုင်းလေးဟုတ်ကဲ့တေလွန်သူတွေအကြောင်းဟုတ်တယ်သူတို့စိတ်ထဲမှာခရစ်တော်ပြန်မကြွလာခင်တေဆုံးသွားတဲ့ယုံကြည်သူတွေသူတို့ဘလို့ထင်မလဲအဲ့လာနဲ့ပတ်သက်ပြီးဝမ်းနည်းမှုတွေမတိကျမှုတွေရှိနေပဲလေ ချေရသူတွေ送သွားတော့သူတို့ကသခင်ပြပြန်ကြောက်လာတဲ့အခါရမယ့်ကောင်းကြီးတွေကိုလွဲသွားပြီလားဆိုပြီးစိတ်ပူခဲ့ကြပုံပဲနော်ဟုတ်တယ်အဲ့လိုခံစားချက်မျိုးဖြစ်နိုင်ပါတယ်ဒီချက်ကိုရှင်ပေါလုကဘလို့မျော်လင့်ချက်မျိုးနဲ့ဖြေရှင်းပေးခဲ့ပါတယ်ဒါကအသင်းတော်အတွက်တကယ်ကိုနူးညံ့အသင်ွေတွေအရေးကြီးတဲ့ကိစ္စပါရှင်ပေါလုရဲ့ချင်းကပ်ပုံကတိတ်ကိုအားပေးမှုနဲ့ပြည့်နေတယ်သူကညီရစ်ကိုတို့တင်းတို့ဒီမျော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ဝမ်းမနည်းစေရန် အိပ်ပျော်သွားသောသူများအကြောင်းကိုသင်တို့မသိပဲမနေစေခြင်းပါလို့စပြောတယ်။အိပ်ပျော်သွားသောသူများဆိုတာတေးလုံးနဲ့ယုံကြည်သူတွေကိုရည်ညွှန်းတာပေါ့။အင်းအတုံးနှုံးလေးကနူးညံ့တယ်နော်။ဟုတ်ပါရဲ့။ဒီစကားမှာနှစ်သိမ့်မှုရောအသိပညာဘေးလို့စစ်ရောပါတယ်။ဆိုလိုတာကယုံကြည်သူတွေရဲ့ဝမ်းနည်းခြင်းဟာလောကီသားတွေရဲ့မျောလင့်ချက်မြတ်တဲ့ဝမ်းနည်းခြင်းမျိုးနဲ့မတူသင့်ဘူးဆိုတာကိုသူပြောချင်တာ။ဝမ်းနည်းလို့တော့ရတယ်။ ဒါပေမဲ့မျော်လင့်ချက်နဲ့ဝါနေရမယ်ဆိုတဲ့သဘောလားအတိအကျပဲ The wise believers ကထောက်ပြသလိုပဲရှင်ပေါလုကသူ့ရဲ့ဝန်ထဲမှုကို ပြေချတာမဟုတ်ဘူးဝန်ထဲတာကလူသဘာဝပဲလေဒါပေမဲ့အဲ့ဒီဝန်ထဲမှုရဲ့အခြေခံနဲ့ရှုမြင်ပုံကိုပြောင်းလဲပေးချင်တာသူကတေလွန်သွားရဲ့ယုံကြည်သူတွေရဲ့အခြေအနေကိုတိတိကျကျရှင်းပြတယ်သူတို့ဟာပျောက်ဆုံးသွားတာမဟုတ်ဘူးဆုံးရှုံးသွားတာမဟုတ်ဘူးဆိုတဲ့အာမခံချက်ကိုပေးတယ် 哦，但是土罗都是谁拆的？好吧嘞，但哈，地震的安呢，不得的，他屋里没光，都是新的那批的姑姑背你了吧？OK，先保罗讲，今年端午呢，苗岭这个波比阿刚他哦，他看开都变抓拉梅一千嘛，偏拉梅安安慰偏偏的个，一定是捧佛变差的喏。这个我西路下是呀，绵阳记录下的半夜的吧？好吧嘞，等过路呢，抓拉梅捧上苗。 သူကဘာပြောထားလဲဆိုတော့တခင်ဖျားကိုရော်တိုင်ဟာ အမိန်ပေးတန်ကောင်းကင်တမန်မင်းရဲ့အတန်ဖျားတခင်ရဲ့တံပိုးမို့တန်ဒီနဲ့အတူကောင်းကင်ဘုံကနေဆင်းသက်လာမယ်တဲ့ဒီမင်ခွေးရဲ့ခန္ဓာမှုတန်ကိုအာနာကိုစဉ်းစားကြည့်ရင်အံ့ဩစရာပဲပြီးတော့အရေးကြီးဆုံးအချက်တတ်တာလောနေသားရဲ့စိုးရိမ်မှုကိုတိုက်ရိုက်ဖြေရှင်းပေးတဲ့အချက်ကတော့ခရစ်တော်၌တည်လွန်ထေးတဲ့သူတွေ ဆိုလိုတာကယင်သေးဆုံးသွားတဲ့ယုံကြည်သူတွေဟာဥစွာပထမထမြောက်ကြမယ်တဲ့ဒါသူတို့အတွက်အဓိကအဖြေပဲသူတို့လွဲချော်သွားမှာမဟုတ်ဘူးဟုတ်တယ်လုံးဝလွဲချော်သွားမှာမဟုတ်ဘူးဆိုတဲ့အာမခံချက်ပေါ့အဲ့ဒီနောက်မှာမှသခင်ကြွလာချိန်မှာအသက်ရှင်ကြံရက်တဲ့ယုံကြည်သူတွေဟာထမြောက်လာတဲ့သူတွေနဲ့အတူမိုးတင်နေတဲ့ကိုခြိဆောင်ခြင်းခံရမယ်။ဒါကို rapture လို့ခေါ်ကြတဲ့ယူဆနဲ့ဆက်ဆက်လေးရှိတာပေါ့။ဟုတ်ကဲ့။ခြိဆောင်ခြင်းပေါ့။ပြီးတော့ကောင်းကင်မှာသခင်ဘုရားနဲ့ဆုံတွေ့ကြမယ်။နောက်ဆုံးဆုံးတပ်ပန်းတိုင်းကတော့ အဲ့ဒီနောက်မှာ tower ကာလပလုံတခင်ဖရာနဲ့အတူရှိနေကြပေါ့ပါပဲအတိအကျပါပဲဒီတွန်းတင်ချက်ကလည်းတတလောနဲ့ယုံကြည်သူတွေဂျုံတွေးနေရတဲ့ဆိုရင်တော့ကကိုတိုက်ရိုက်ပင်မထားဖြည့်ရှင်းပေးလိုက်တာပဲသူတို့ရဲ့ဝန်နေမှုဟာမျောလင်းချက်မဲ့တဲ့အဆုံးတတ်မဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြလိုက်တယ်။တေးချင်းတရားဆိုတာယုံကြည်သူအတွက်အဆုံးအရှုံးမဟုတ်ဘူး။မဟုတ်ဘူးပေါ့နော်။မဟုတ်ဘူး။ခရစ်စတော်နဲ့အတူသာဝရစုံစည်းဖို့စောင့်မျှော်နေတဲ့အခြေအနေတစ်ခုသာဖြစ်တယ်ဆိုတဲ့အသည့်ဟာအကြီးမားဆုံးသောနေသိမ့်မှုနဲ့ခွန်အားကိုပေးတာပေါ့။ the wise believers ကအလေးဖေးသလိုဒီအတူရှိခြင်း together with the lord ဆိုတဲ့စကားရဲ့ဟာဒီကျမ်းပါရဲ့အထွက်ထိပ်အားလုံးရဲ့ပန်းတိုင်ဖြစ်ပါတယ်။သေလွန်သူရောအသက်ရှင်သူပါအတူတူပေါ့။ဟုတ်တယ်။အားလုံးခရစ်စတန်တွေအတူ tower ရှိကြမယ်ဆိုတဲ့မျှော်လင့်ချက်ပါ။ဒါဆိုရင်ဒီအခန်းကြီးလေးတစ်ခုလုံးကနေကျမတို့လက်တွေ့ဘူရောအတွက်ဘလို့အဓိကမသားစရာတွေစင်ကျင်စရာတွေယူနိုင်မလဲ။ The wise believers ကပြုစုထားတဲ့အချက်တွေကအဓိကသုံးချက်ကိုပြန်သုံးဆက်ကြည့်အောင်နော်။ကောင်းပါပြီ။ ပရမချက်ကတန့်ရှင်ခြင်း၌ဆက်လက်ကြီးထွားဖို့လိုကချင်ပါပဲ။ဖယားသခင်ရဲ့အလိုတော်ဟာကျမတို့ရဲ့နေ့စဉ်အသက်တာမှာတန့်ရှင်စင်ကြယ်ဖို့ဖြစ်တယ်ဆိုတာကိုအမြဲတည်းရနေရမယ်။ဒါကတခါလုပ်ပြီးပြီးတော့တာမဟုတ်ပဲအာကိုယ့်အသက်တာတွေကမကောင်းမှုတွေမလျော်ကနေစေရှင်တာတွေကိုအမြဲတည်းနဲ့ရှောင်ရှားပြီးဖယားခင်ကိုပို့ပို့ပြီးနှစ်သက်ဆယ်ရဲ့အသက်တာမျိုးနဲ့အသက်ရှင်ဖို့ဆက်လက်ကြိုးစားရမယ်ဖြစ်စဉ်တစ်ခုဆိုတာနားလည်ဖို့လိုတယ်နော်။မှန်ပါတယ်။ ongoing process တစ်ခုပေါ့။ ဒုတိယချက်ကတော့မျောလင့်ခြင်းနဲ့အတူဝန်နေခြင်းပါပဲခုနကပြောခဲ့သလိုပေါ့ကျွန်တော်တို့ချစ်ခင်ရတဲ့ယုံကြည်သူတွေဆုံးပါတော့တဲ့အခါဝန်နေကြွယ်ခွဲတာဟာတဘာဝကြပါတယ်ဟုတ်ကဲ့လူတဘာဝပဲလေဟုတ်တယ်ရှင်ဘောလောကဝမ်းမနေရဘူးလို့မပြောဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ဝန်နေခြင်းဟာဒီလောကမှာဘာမျောလင့်ခြင်းမှမရှိတဲ့သူတွေရဲ့ဝန်နေခြင်းမျိုးမဖြစ်စင်ဘူး ်ခရစ်တော်ကိုယုံကြည်ရင်တွေ့လွန်သွားတဲ့သူတွေဟာအခုသခင်ပြားနဲ့အတူရှိနေကြပြီ။နောက်ပြီးကိုရောပြန်ကြွလာတဲ့အခါမှာသူတို့နဲ့မလွဲမသွေပြန်လည်စုံစည်းကြရအောင်မယ်ဆိုတဲ့ခိုင်မာတဲ့အသက်ရှင်တဲ့မျိုးလင်းချက်ကိုကျွန်တော်တို့ဆွဲကင်ထားနိုင်တယ်ဆွဲကင်ထားတင်တယ်ဆိုတာပါပဲ။ဟွန်းဒီမျောလင်းချက်ကတကယ်ကိုခွန်အားဆိုင်ပေးနိုင်ပါတယ်။တော်ပါဝါနဲ့မှုကြကနေခွန်အားနဲ့နှစ်သိမ့်မှုကိုပေးနိုင်ပါတယ်။ နောက်ဆုံးတတိယအချက်ကတော့သခင်ဖျားဤပြန်ကြွလာခြင်းအတွက်အစဉ်ပြင်ဆင်လျက်နေခြင်းပါပဲ။ဒီကျမ်းပွင့်မှာဖော်ပြထားတဲ့သခင်ယေရှုရဲ့ဒုတိယခြင်းကြွလာခြင်းဟာဘနေ့ပဲအချင်းဖြစ်မယ်ဆိုတာဘယ်သူမှကြုံမသိနိုင်ဘူးလေ။မသိနိုင်ဘူး။ရုတ်တရက်ဖြစ်လာနိုင်တယ်။ဟုတ်တယ်။ဒီအသည်ဒီမျောလင်းချက်ဟာကျမတို့ကိုပော့ပော့ဆဆတာဝမဲစွာနေဖို့တွန်းအားပေးတာမျိုးမဖြစ်သင့်ဘူး။စန့်ကျင်ဘက်အရင်နဲ့ တန်ရှင်းစွာတာဝန်တိစွာနိုးကြစွာနဲ့ဖျားသွင်းစေခိုင်းထားတဲ့အမှုတော်ကိုဆက်လုပ်ဆောင်ရင်းကိုရောပြန်ကြွလာမယ့်အချိန်ကိုအသည့်စောင့်ညော်နေဖို့နေစဉ်တွန်းအားပေးတဲ့အရာဖြစ်တင့်တယ်ဆိုတာပါပဲဟုတ်ပါတယ်ဒီခန့်တခုလုံးကိုချုံဝန်တုံးတကြည့်ရင်လေ the wise believers ကအလေးပေးတယ်လို့ပဲကိုပိုင်တန်ရှင်းခြင်းအတိုင်းအဝိုင်းအဝင်းကချစ်ချင်းမေတ္တာနဲ့တာဝန်ယူမှုနေစဉ်အသက်တာရဲ့အလို့ပေါ်ထားတဲ့သဘောထား work ethic ပေါ်နော် နဲ့အနာဂတ်တွေခိုင်းမာတဲ့မျောလင်းချက်ဒီအရေးအလောအတီးချစီမဟုတ်ဘူးတခုနဲ့တခုအပြန်အလှန်ချိတ်ဆက်နေပြီးတော့ယုံကြည်သူတယောက်ရဲ့ပြေဝဆုံလင်းတဲ့ဟန်ချက်ကြီးတဲ့အသက်တာကိုပုံဖော်နေတာကိုတွေ့နိုင်ပါတယ်။ပေါင်းဆက်ကြီးတာပေါ့နော်။နေစဉ်ဘဝရဲ့အသေးစိတ်ဆုံးဖြတ်ချက်တွေဆက်ဆံရာတွေအလုခွင်ကကျင့်ဝတ်တွေအနာဂတ်ကိုကြည့်တဲ့ရှုမြင်ပုံလေးအထိပါတယောင်မှုရှိနေရမယ်ဆိုတာကိုဒီခန်းကတတိပေးနေတယ်လို့ပါပဲ။သိမှန်ပါတယ်ရှင်။ ဒီနေ့ဆွေးနွေးခဲ့တဲ့တတလောနေ့ဩဝါဒစာပထမဆောင်အခန်းကြီး၄ရဲ့အဓိကဗဟုတရင်စကားကိုပြန်ချုပ်ရရင်တော့ဖေရားဒီရဲ့အလိုတော်နဲ့အညီတန့်ရှင်းတဲ့အတ္တတာနဲ့အသက်ရှင်မှုစ조사ခြင်းယုံကြည်သူအချင်းချင်းကိုလက်တွေ့ကျကျချိမြတ်တာပြတာခြင်းလုံလဝီရိယနဲ့ယောသားစွာအလိုလိုကြိုက်ခြင်းပြီးတော့တေခြင်းများကိုကြော်လွန်ပြီးသခင်ခရစ်ကိုပြန်ကြွလာခြင်းမှာကိုရောနဲ့အတူသာဝရစုံစည်းရမယ်ခိုင်မာတဲ့မျောလွင့်ချက်ကိုမြန်ဆွဲခံထားခြင်းဒါတွေပဲဖြစ်ပါတယ်နော်ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ The Wise Believers ရဲ့မတ်ဆူရီရဲ့ကစိတ်ဝင်စားစရာဆင်ခြင်လျက်အချက်တစ်ခုနဲ့ဤကုန်းချုပ်ချင်ပါတယ်ဟုတ်ကဲ့ပြောပါရှင်အဲစဉ်းစားစရာပဲဟုတ်တယ်ဒီအနာဂတ်မျှော်လင့်ချက်ကလက်ရှိကျွန်တော်တို့ရဲ့နေ့စဉ်ဦးစားပေးမှုတွေကိုဘလောက်အထိလွှမ်းမိုးပြောင်းလဲသင့်တယ်လဲဆိုတာကတော့ ကိုယ်တိုင်ဆက်လက်တွေးတောဆင်ခြင်စရာအချက်တခုပါပဲတကယ်ကိုစဉ်းစားစရာကောင်းတဲ့အချက်ပါပဲဒီနေ့ကျမတို့နဲ့အတူတတလောနဲ့ဩဝါဒစာ ပထမဆောင်အခန်းကြီး၄ထဲကဖိုးတန်သွင်းတင်ချက်တွေကိုအတူတကွစူးစမ်းလေ့လာခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်